ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြည်သက်များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့စပိန်ဘောလုံးလောကမှာဖြစ်နေတဲ့ဒိုင်လူကြီးတွေရဲ့မတည်ငြိမ်မှုဆုံးဖြတ်ချက်အများယွင်းတွေအကြောင်းပြီးတော့ Real Madrid Barcelona အဆရှိတဲ့အသင်းကြီးတွေရဲ့ဒါ pressure ပေးနိုင်စွမ်းအကြောင်းဒီအကြောင်းတွေကိုကျွန်တော်စီတူနဲ့အတူဆရာနံဝင်ငင်းညက်ကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒါကျွန်တော်ပြီးခဲ့တဲ့အပတ်မှာ ဒီအက်ကလစီကိုရှင်မြန်ကစားခဲ့တယ်အက်ကလစီကိုရင်းနဲ့အတူဒီပြောမဆိုရင်တောက်လျှောက်ဆိုသလိုပေါ့ပြီးခဲ့တဲ့စပိန်ဘရင်ဖလားအက်ကလစီကိုတော့ကောအစရှိသဖြင့်တောက်လျှောက်ဆိုသလိုဒိုင်လူကြီးတွေရဲ့မတည်ငြိမ်မှုတွေကျွန်တော်တို့မြင်ရတယ်ပြီးတော့ဒီရာဒီမှာဆိုရင် Real Madrid ကလည်းအမ်ဒီသူတို့ရဲ့ Real Madrid TV မှာဒိုင်လူကြီးတွေရဲ့အမားကိုပြသတာမျိုးအစရှိသဖြင့်ပေါ့နော် pressure ပေးမှုတွေအဲရှိရမျိုးတွေ့ရတယ်ပေါ့နော်အဲဒီအပေါ်နဲ့ကိုယ့်ရဲ့အဒီအမြင်ကိုကနဦးစပြီးတော့သုံးသပ်ပြပါအောင်ခင်ဗျာအခုတို့ဒီ Atlético ပွဲကိုခဏမေ့ထားပြီးတော့ ဒီဘောလုံးပွဲတွေနဲ့တိုင်တဲ့အခန်းကဏ္ဍအကြောင်းအရင်ပြောမယ်ဆိုရင်တော့ပွဲတစ်ပွဲရဲ့ကြီးကျယ်မှုခမ်းနားမှုပြောင်မြောက်မှုအပေါ်မူတည်ပြီးတော့လူစိတ်ဝင်စားမှုများတယ်လူစိတ်ဝင်စားမှုများတဲ့အခါမှာအခုလူအုပ်စုကြီးနှစ်စုကွဲတယ်အဲလူအုပ်စုကြီးနှစ်စုကွဲတဲ့အခါမှာတစ်ဖက်အုပ်စုဟာတစ်ဖက်အုပ်စုအပေါ်မှာဒီတိုက်ခိုက်မှုတွေကတော့အများအားရှိနေတယ်ဆိုတော့ကြားထဲမှာရက်တီရတဲ့အလဲရလူတယောက်နော်ဒီအလဲရလူတယောက်ဟာ ဲ့ဒီလူအုပ်စုကြီးနှစ်ခုစလုံးကျေနပ်စီလောက်မဲ့ performance မျိုးကိုပြသနိုင်မှုဆိုတော့အင်မတန်ခက်ခဲတယ်အခုတို့ပြီးခဲ့တဲ့ Champions League semi-final ပွဲမှာ Poland တန်လို့ပြီးဒါ Marseille နဲ့ဆိုရင်အခုအမြင်မှာ game ကိုအကောင်းဆုံး100%ကိုကင်တွေသွားနိုင်တယ်လို့ယူဆသည့်တိုင်အောင်ဝေဖန်မှုတွေကတော့ရှိနေတော့မယ်ဆိုတော့ဒီဒိုင်းတူးဟာကဘာဒီတကဘာလုံးကပြည်သက်တွေအပေါ်မှာသူတို့ရဲ့ အဲယုံကြည်မှုအားကိုးမှုလေးစားမှုအလုံးအလောက်မရထားဘူးဆိုရင်ဒီလိုပြဿနာတွေကတော့အများတန်းရှိနေအောင်ပါပဲဒါကဒီ aggressive ပွဲနဲ့မဆိုင်ဘဲနဲ့အလေရလူတယောက်ဖြစ်လာဖို့ဘလောက်ခတ်တယ်လဲဆိုတဲ့အမြင်နဲ့ပဲဆိုင်တယ်ပေါ့နော်ဆိုတော့အားကစားဆိုတာကအရှုံးအနိုင်သဘာဝရှိတယ်နိုင်တဲ့သူတွေကအရာရာကိုခြံထားခဲ့တဲ့အချိန်မှာရှုံးတဲ့သူတွေကမကြည်မနက်ခံစားမှုမျိုးနဲ့အတူဟိုပြောမယ်ဆို reason ရှာတဲ့အခါမှာကွင်းတဲ့အတိုင်းတွေကအစိတ်အပိုင်းတစ်ခုအနေနဲ့အများတန်းပါဝင်လေးရှိတဲ့သဘောသဘာဝတော့ရှိတယ် ဟုတ်ကဲ့ကိုအာဒီရာသီမှာပေါ့နော် Real Madrid အနေနဲ့ဒီဒိုင်လူကြီးတွေဒါပြီးခဲ့တဲ့အဲဒီဘီယင်ဖလားစပိန်ဘီယင်ဖလားမတိုင်ခင်တော့ဒိုင်လူကြီးတွေကဒီငိုယိုတာမျိုးအထိဖြစ်သွားခဲ့တယ်ပေါ့နော်အဲပြီးတော့ဒီ Real အနေနဲ့ဒီဒိုင်တွေရဲ့ဒီအမားတွေကိုသူတို့ရဲ့ Real TV မှာဒီတင်ဆက်ပြသတာမျိုးရှိတယ်ထောက်ပြတာမျိုးရှိတယ်ပြီးတော့အပြင်းထန်ဝေဖန်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့ Real Madrid ရဲ့ဒီလိုမျိုးလုပ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါဟာသူတို့ကလုံပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူတို့လုံနေတဲ့ အရာရဲ့တက်ရောက်မှုဘလို့တွေရှိမလဲအခုဘလို့မြင်လဲခင်ဗျအဲ့ဒီအရာတွေကတားဆီးတင်တဲ့အရာတွေလို့ကိုတော့ထင်တယ်လောပိုင်ခွင့်ရှိနေရဆိုရင်လည်းမဟုတ်သေးဘူးဆိုတော့အခုဥမာတစ်ခုပြောရရင်အခုတို့2009 Champions League semi-final ဒါ Chelsea Barcelona ပွဲပေါ့နော်ဆိုတော့ဒါအထင်ရှားဆုံးဥမာပဲဒါ Obravo ကင်တွေ့တယ် Chelsea အသင်းဟာနှစ်နာစီတဲ့သုံးပြချက်တွေအများကြီးနဲ့အဲ့လို high stakes ဖြစ်တဲ့ပွဲတွေမှာဆိုတော့ဒီအရာတွေကရှိတယ်အခုကိုယ်တိုင်လည်း Chelsea ပြည်သက်တူဦးပဲ တော့ Obrivo ဟာ Chelsea အသင်းတင်းလာစီမှာသုံးဖက်ချက်ပေါင်းများစွာကိုချခဲ့တယ်လို့အခုယူဆရတယ်ပေါ့ဟုတ်ပြီအဲ့လိုယူဆတဲ့အတိုင်းအောင်အကူကအဲ့ဒီပွဲမှာဒီ Obrivo ကဘာစီလိုနာကိုနစ်နာစီမဲ့ရုပ်ကတည်းကပဲဆွဲထုတ်ပြီးတော့ narrative ကိုပြောင်းပလိုက်လို့ရတယ်ဆိုလိုရာကဘောလုံးပွဲတစ်ပွဲရဲ့အနိုင်မြင့်တက်ကြဖြစ်စဉ်တွေထဲမှာ highlight ဖြစ်သွားတဲ့ကိစ္စတချို့အပေါ်မှာဒီ dynamic ဟာ စောင့်ကြည့်ခံရပြီမဲ့တကယ်တမ်းကျတော့အခုအခုဆိုလိုတာကရီယယ်မက်ဒရစ်အသင်းကအဲသူတို့အသင်းကိုတိုင်တွေကဒီလိုဒီလိုနှစ်ကွက်ပါတယ်ဆိုပြီးတော့ရုပ်ကတ်တွေကိုပြန်ရှာဖို့ဆိုတာကညီလေးပွဲတိုင်းမှာရှာလို့ရတယ်ဘာမှမခက်ဘူးဆိုတော့အဲ့ဒီဟာကိုဘာဆီလိုနာကရှာမှာဆိုလဲရှာလို့ရတယ်အခု Levante Getafe ကရှာမှာဆိုလဲရှာလို့ရတယ်ဒီ Fulham Ipswich Town Southampton အစားရှိပြီးဒီအသင်းတွေကရှာမှာဆိုလဲရှာလို့ရတယ်သူတို့ဘယ်လိုနှင်နာခဲ့တယ်လဲဆိုတာအဲ့ဒီဟာကဒီသဘောကလူဝဖန်တီးတာဖြစ်သွားပြီး ဖြစ်ရည်ကြီးအပြီးမှာဒီနောက်ပြန်ဒီဖြစ်ရည်ကြီးအပြီးပေါ့ဒီနောက်ဆက်တွဲအခြေအနေမှာကိုသွားကျင်တဲ့ narrative ပေါ်မူတည်ပြီးတော့ဖန်တီးလို့ရတဲ့ဇလံဖြစ်သွားပြီဆိုတော့အကိုက real madrid ကအဲ့လိုမျိုးလုပ်တယ်ဆိုတော့ကိုကအာလန်ပေးဘူးထောက်လည်းမခံဘူးပြီးတော့အယုံကြည်လည်းမရှိဘူးဆိုတော့ဒီဟာကဒီ tamen video editor တူဟာဘောလုံးကိုစိတ်ဝင်စားတယ်ဆိုရင်ညစ်ကြိုက်တဲ့ပွဲတစ်ပွဲကိုဆွဲထုတ်လိုက် real madrid ကအရန်ကိုအနစ်နာပါတယ်ဆိုတော့ပွဲတစ်ပွဲကိုဆွဲထုတ်လိုက်သူတို့အသာစီးရတဲ့ဟာတွေကိုအခုလိုဆွဲထုတ်လို့ရတယ် အဲ့လိုပဲဒီ Real Madrid ဟာဟိုဘယ်လိုကောင်းလဲဆိုတော့သူတို့ဆွဆွဲခံရတဲ့ဖြစ်ရထဲမှာသူတို့နင့်လာသွားတဲ့ဟာကြီးလည်းရှိတယ်။ဒီဟာကအမြဲတမ်းလူးနေတဲ့ကိစ္စဖြစ်တဲ့အတွက်ဆိုတော့ဒီဟာကြီးကိုဟိုလူသိရှင်ကြားဒီတင်လိုက်တဲ့ဒီ Tower Admin or တော့မဟုတ်ဒီဘယ်လိုကောင်းလဲဆိုတော့ဒီ social ဘိုင်းကိုတာဝန်ယူထားတဲ့သူတွေတော့မဟုတ်သူတို့ဟာဒီအပေါ်ကလူတွေကိုဒီ approve လုပ်ပြီးတော့မှတင်လာလားမှပါလားတော့အကိုလည်းမသိဘူး။ ဟောဒါကြီးလောက်တာကြီးကတော့အကိုတို့ကဟိုကြီးကျန်တယ်လို့ပဲပြောမယ်ဆိုတော့ဒါဒါဖြစ်လန်းဖြစ်တဲ့ကိုလောက်လည်းမလောက်တဲ့ဟုတ်ကဲ့ကိုအဲ့တော့ဒီအရာရဲ့ပေါ့နော်ဒီလောက်ရဲ့ရဲ့ဒါကျွန်တော်တို့တက်ရောက်မှုရောဘလို့ရှိနိုင်လဲကိုကျွန်တော်ပြီးခဲ့တဲ့ဒီသတင်းစာတမ်းကိုအရင်ကြည့်တာပေါ့ကြည့်ကြရငိုပြီးတော့သူတို့ပြောသွားမျိုးရှိတယ်အဲ့တော့ဒီဘိုင်းနေပေါ်တက်ရောက်မှုနဲ့ဩကိုဘလို့မျိုးသုံးသက်ခြင်းလဲဗျဖြစ်နိုင်ရင်အကိုတို့ဟိုဟာဟိုဘာလဲခလီနာပြောဘူးတလို့ပြောဘူးတာမဟုတ်သူ့ဆောက်ထဲမှာသူရေးဘူးတာပေါ့နော် ်ဘောတော့မတိုင်ခင်မှာရေလိုကြည်လင်နေတဲ့စိတ်ထားမျိုးနဲ့ဒီပွဲစီကိုချင်းကတ်ချင်းတယ်ချင်းကတ်ချင်းကတ်ခွင့်ရဘူးချင်းတယ်ဆိုပြီးပြောတာဆိုတော့ကာလီနာကိုတိုင်လည်းဘယ်ပွဲကိုပဲဘလို့ကန်ကန်အဲ့ပွဲမတိုင်ခင်မှာငါ့ဖို့လူတွေယုံမလားဆိုတော့အနေအထားမျိုးသူလက်စွဲနေတာပဲဆိုတော့တခြားတိုင်တွေလည်းစွဲနေတာပဲအငင်းပွားစရာဖြစ်တဲ့တိုင်တွေဆိုဆိုရင် Real Madrid ဆိုဒါချင်းပြန်ဘလောက်စိုးတယ်လဲဆိုရင်အခုအကုန်လုံးက Premier League တိုင်တွေနဲ့ပတ်သက်ပြီးတော့ Premier League တိုင်တွေဘာဖြစ်တင်ရဖြစ်တဲ့ဆိုပြီးတော့ ပြောတဲ့အတန်တကြီးလဲကြားဖို့လိမ့်မယ်ဆိုတော့ပရီးမီယာလိဂ်တိုင်းရဲ့အရေးသွေးနှိမ့်နေပေါ့သို့တော့ဒီဖလော်ရန်တီနိုပီရက်စ်ကစပိန်တိုင်းကအရေးသွေးနှိမ့်လုံလို့ပရီးမီယာလိဂ်တိုင်းနေငားရင်အသုံးပြုတင်ပါတယ်ဆိုပြီးတော့ဒီ RFEF ကိုဆိုတော့ပြောတာမျိုးတင်ပြတာမျိုးတော့လုပ်တယ်ဆိုတော့သူ့အမြင်မှာလဲစပိန်တိုင်းကပို့ပြီးတော့ဆိုတယ်ဆိုတော့တိုင်းဖြူတော့ကကြည့်လိုက်တဲ့အခါကျတော့ဒီလောက်အင်အားကြီးတဲ့တကယ်မက်ဂါပါဝါစူပါပါဝါဟော့စ်အသင်းကြီးတစ်သင်းကသူတို့ဘော်ဒီလိုပြတ်မှတ်ထားခြင်းကိုခံရတာသူတို့အနေနဲ့လုတ်တဲ့အခါမှာ ကောလီနာပြောတဲ့ရေလိုကြည်လင်သောစိတ်ထားနဲ့ပွဲတစ်ပွဲကိုချင်းကပ်ဖို့ဆိုတာကတော်တော်မလွယ်ဘူးဆိုတော့ဒါကလေးကြတော့အဲ့ဒီကောင်တွေကသူတို့ရဲ့အတွင်းစိတ်ထဲမှာ tension တွေဖြစ်စေတယ်ဒီဆုံးဖြတ်ချက်ကိုချလိုက်ခြင်းအပြင်လူတွေဘယ်လိုမြင်မလဲဒီဆုံးဖြတ်ချက်ကိုရှောင်လွှဲလိုက်ခြင်းအပြင်ဘယ်လိုမြင်မလဲဖြစ်ရတိုင်းဖြစ်ရတိုင်းမှာအဲ့ဒီနောက်ကွယ်မှာအဲ့ဒီအတန်ကြီးပေါ့လိုက်နေတဲ့အရေးကြီးနဲ့အလုံးလောက်တာတော့တော်တော်မလွယ်တာအမှန်ပဲဟုတ်ကဲ့ကိုအခုအနေနဲ့ပေါ့နော်ဒီ real madrid ပွဲတွေမှာအဲ့လိုမျိုးအဲ့လိုမျိုးတိုင်းတွေ ဆုံးဖြတ်ချက်ဖြစ်ခဲ့တဲ့ဟိုဖြစ်ရမျိုးတွေအခုမှတ်မိတာမျိုးကိုထောက်ပြချင်တာမျိုးရှိလားခင်ဗျအဲ့လိုတော့ဟိုအခုအတိအကျပွဲအနေနဲ့အတိအကျတော့အာကောင်းလဲဝင်မလားအခုအခုပြောနေတဲ့အချိန်မှာပေါ့လေသို့တော့ဟိုဒီပရီးမီးယားလိပွဲစဉ်တွေမှာရောလာလီဂါပွဲစဉ်တွေမှာချန်ပီယံစ်လိပွဲစဉ်တွေမှာရောအခုတော့ပြောမယ်ဆိုရင်ပြောစရာတွေကတော့အများကြီးပဲပေါ့နော်ဆိုတော့လက်တတော်ဆိုပုံနည်းနည်းဒါစီသူအခုမေးချင်တဲ့အကြောင်းအရာရဲ့အဓိကပေမှာကြောရိုးဖြစ်တဲ့အက်ကလစီကိုမှကိုပဲဟိုပြောစရာတွေအများကြီးရှိခဲ့တာပေါ့ အဲ့တော့ပြောစရာတော့အများကြီးရှိနေမှာပဲဟုတ်ကဲ့ပေါ့အာပြီးတော့ဒီဘာစီလိုနာအသင်းနဲ့ဆိုရင်တော့ဘာစီလိုနာအသင်းကလည်းဒီဒီဘက်ဒီအခုနောက်ဆုံးမှာဒီ Nigeria case နဲ့ပတ်သက်ပြီးတော့တော်တော်လေးအာနာမည်ပြက်ခဲ့တယ်ပေါ့နော်သူတို့ဒီဒိုင်လူကြီးအဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ Nigeria ကိုသူတို့ဒီလက်ငွေပေးတယ်ဆိုတော့အဲဒီပုံစံမျိုးပေါ့နော်အဲ့ဒါနဲ့လည်းဒီအမှုတွေပါဖြစ်နေလို့သိရအဲ့တော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အခုဒီစပိန်ဘောလုံးဖွဲ့နဲ့ဒီတိုင်းအဖွဲ့တွေချားနဲ့ဒီအသင်းတွေချားတွေမှာဖြစ်နေတဲ့အရာတွေကိုဘယ်လိုအမြင်လဲခင်ဗျ အခုကလေပရိသတ်တွေကိုအခုဘာသလိုနာပရိသတ်တွေကိုအခုအခုတဲပြောလိုက်မယ်ပေါ့နော်ကို့အတင်အရန်ယူသားလို့ထင်မနေနဲ့ဆိုတော့ဒါဒါရှင်းရှင်းပြောတာအဲ့တော့အဲ့တော့ဘာသလိုနာပရိသတ်တွေကိုပြောလိုက်ဆိုတော့ခြားပရိသတ်တွေကိုအခုလိုပြောမယ်ဆိုရင်ဆိုတော့ဒီဟိုပွဲပွဲမှာ ကိုရှုံးပြီဆိုရင်သို့မဟုတ်ကိုဟာဒီနာကိုကို့အတင်အထိနာစီမဲ့ဆုံးဖြတ်ချက်တွေခြားခံရပြီဆိုရင်ကိုတသိန်းလောက်ထင်မနေနဲ့အဲ့တော့ဒီအရာတွေက ဒီစောစောပြောဆိုလို့နောက်ကွယ်မှာတွန်းပို့နေတဲ့ situation တွေကြောင့်ဒီအရာတွေကအများအားရှိနေမှာပဲဆိုတော့တခါလေကြတော့ဘာဖြစ်လဲဆိုတော့ဟိုကံကောင်းပါစီလို့ပဲဆုတောင်းရမယ်လို့ပြောရမှာဖြစ်နေတယ်လက်ရှိအနေအထားရတကဘာလုံးမှာလူတွေယုံကြည်ပါတယ်ဆိုတော့ဒိုင်ကော်လီနာလို့ထိုးထွက်နေတဲ့အတိုင်းမရှိဘူးလောလောဆယ်အနေထားမှာမရှိတဲ့အတွက်နောက်တစ်ခုတချို့အခါကြတော့ဥမာအခုဒီလက်ထိဘောလိုကိစ္စမျိုးတွေဆိုရင်ချော်မန်နီလက်ထိဘော ဒီ family bus လက်ရှိပေါ်နှိုင်းရှင်ပြီးပြောတာဆိုတော့ကိုတို့မြင်နေရတယ်ကြားနေရတယ်ဆိုတော့စီမင်းစီကံဒီစဥပဒေပေါ့နော်ဥပဒေမှာတော့မ2021တုန်းကဟိုလက်ထိပေါ်ဥပဒေအခု2022 23 23 24 24 25မှာတုံးနေတဲ့ဒီ300တိမှာပြောင်းလဲသွားတဲ့ဥပဒေဒါတွေကိုမသိဘဲနဲ့ဟိုအတင်းကြီးပြောနေလို့လည်းမရအောင်ဆိုတော့ဒါအခုအမြင်ကိုအခုပုံဝင်လင်းပြောတာအချို့အနေအထားတွေမှာဟိုကိုအတင်းကတစ်ဖက်တည်းအညစ်ခံရတယ်ဟိုဘက်အတင်းကတော့ ဒိုင်ကိုပေါင်းထားတယ်ရိုက်ထားတယ်အကူအဲ့တော့လက်မခံဘူးအလားတူပဲဟိုအကူအဲ့တော့မမှားဘူးလို့မပြောဘူးနော်ဒိုင်နဲ့မှားကောင်းမှားနိုင်တယ်အလားတူပဲခုဟို Real Madrid ပြိဿတ်ဒီဘက်ကနေပြီးတော့တခါဒီပွဲမှာဖြစ်စေရှေ့ပွဲမှာဖြစ်စေအခြားပွဲတစ်ပွဲမှာဖြစ်စေအဲသူတို့ကိုဒုက္ခရောက်အောင်လို့သူတို့ချန်ပီယံမဖြစ်အောင်လို့ဒီလာလီဂါဒိုင်တွေကပေါင်းလို့အကူအဲ့တော့လက်မခံဘူးဆိုတော့ဒါတွေကဟို individual အမှားတွေကို collective walk စီကိုသွားပြီးတော့ဟိုမြင်လို့မရဘူး ဆိုတော့ Germany ကိစ္စမျိုးဆိုအခုအမြန်ရှင်းရှင်းလေးပဲအခုကဘယ်ပြိဿညာပြိဿအခုတို့ဒီအလုပ်ကိုလှုပ်လာတာနှစ်ပေါင်း30နီးပါးရှိလာပြီအခုမှအဲ့ဒါကြီးမရှိဘူးအခုအမြန်ရိုးရိုးလေးပဲပြောမယ်ဆို Germany ကလက်ထိပေါ်ကကပနတီပေးလို့မရအောင်ဘာလို့ပေးလို့မရလဲဆိုတော့သူဟာ natural possession မှာရှိနေတယ်ဘောလုံးနဲ့သူနဲ့ဟာ extremely close ဖြစ်နေတယ်ဆိုတော့ဒီဖြစ်ရက်တွေကဒီဘောလုံးကသူ့ကိုမထင်ဘူးကိုယ်လေးသွားမှာလို့ကိုယ်လည်းမသွားဘူးဆိုတာနောက်ကိစ္စဖြစ်သွားပြီဆိုတော့အခုက natural possession မှာရှိနေရင်ဒါဟာဒီ body part တစ်ခုကိုထိပြီးထွက်သွားတယ်လို့ပဲယူဆနောက်တစ်ခု ဒီ attacking အသင်းနဲ့ defending အသင်းဘယ်အသင်းက privilege ရတယ်လဲဘယ်အသင်းက advantage ရတယ်လဲဆိုတာကစီမင်းဥပဒေမှာရှင်းရှင်းလင်းလင်းပြထားပြီးသားဆိုတာကဒီကစားသမားတဦးဟာ penalty box ထဲမှာလက်ထိတယ်ဆိုတော့ခန်းစစ်ကစားသမားလက်ထိရင်အဲ့ဒီကောင် penalty ဖြစ်သွားဖို့အတွက်အဆင့်အဆင့်နဲ့အများကြီးကိုလိမ့်လာသုံးသပ်ရမှာဒါပေမဲ့အဲ့ဒီလက်ထိဘောကတိုက်စစ်သမားကစားသမားတဦးဖြစ်နေတယ်ဆိုရင်တော့ရှင်းရှင်းလင်းလင်းဘုံမပြေဘူး အဲ့တော့အဲ့ဒါက2021အထိအဲ့ attacking အသင်းရဲ့ဟိုတွင်းကိုတွေနဲ့ပတ်သက်တဲ့လက်ထိပ်ပေါ်တွေမှာ2021အထိက beta play ရဲ့ဘယ်နေရာမှာမဆိုးဘယ်လိုအခြေအနေမှာမဆိုးလက်ထိပ်ခဲ့ရင်အဲ့ဒါကိုဖြစ်မတတ်မှတ်ဘူးတော်တော်ကြီးကိုပြတ်သားပြီးတော့တော်တော်ရက်ဆက်တဲ့ဒီဥပဒေကြီးဆိုတော့သူတို့ပြန်ပြီးမလျှော့လို့မရဘူးပြန်ဖြေလျှော့တယ်2022 23မှာစတယ်23 24 24 25 25မှာလက်ထိပ်ပေါ်တစ်ခုဖြစ်လာပြီဆိုရင် attacking အသင်းဟာကိုရသွားသောဖြစ်ရက်တစ်ခုမှာလက်ထိပ်ပေါ်ဖြစ်လာပြီဆိုရင်သူကနံပါတ်1 direct ကိုသွင်းသူလားနံပါတ်2 first assist လာအဲ့ဒီအခြေအနေနှစ်ခုကိုကျော်သွားရင် second assist ဖြစ်သွားရင်အဲ့လက်ထိပ်ဘောအဖြစ်ထက်မစင်စားတော့ဟိုရှေ့ပွဲမှာဒီ Manchester United ပွဲတစ်ပွဲเนาะဒီပြီးခဲ့တဲ့ဟိုရှေ့တစ်ပတ်တုန်းက second assist ဖြစ်သွားလို့အဲသူသူတို့ဒီဟာကိုလက်ထိပ်ဘောဖြစ်မှာတော့ဒါရှင်းရှင်းလေးပဲမှန်တယ်အခု Samuel Lopez ရဲ့လက်ထိပ်ဘောဆိုရင်စဉ်းစားမှာတစ်ခုပဲရှိတယ်ဒါဟာ intentionally or အဲဒုမဟုတ် the accidentally အဲ့ဒီကောင်ကိုပဲစဉ်းစားရမှာ ဥပဒေကပြထားတာတော့ရှင်းရှင်းလေးပဲ။ तू လက်ထိတယ် तू ကိုယ်သူနဲ့လုံးဝကိုယ်မပေးဘူး။ဆမ်ယန်လိုဘက်ဟာလက်ထိတယ်နောက်တယောက်ကိုပေးလိုက်တယ်။အဲ့ဒီကစားသမားထားပါတော့ Ferran Torres ဖြစ်စေလမင်းဂျမားဖြစ်စေကိုယ်သွင်းသွားတယ်။အဲ့ဒါကိုယ်မပေးဘူး။ဒါပေမဲ့ဆမ်ယန်လိုဘက်ဟာ Ferran Torres ကိုပေးလိုက်ပြီးတော့ Ferran Torres ကမှဂျမားကိုပေးပြီးဂျမားကကိုယ်သွင်းလိုက်ပြီးဆိုဆမ်ယန်လိုဘက်ဟာ second assist ဆိုတဲ့နေရာကိုရောက်သွားပြီ။အဲ့ဒါဆိုကိုယ်ပေးလို့ရတယ်။ဆိုတော့ချော်မန်နီဖမ်မင်လိုဘက်ကိစ္စမှာကိုစီးမြင်းနေနဲ့ကြည့်မယ်ဆိုရင်လူတွေမြင်တဲ့အမြင်က အဲဒါကြီးကတော့ဟိုဖြစ်တယ်ဒီဟာအဲ့ဒါမဟုတ်တော့ဘူးဆိုတော့အဲ့ဒီအချိန်မှာကိုလိုမြန်မာတစ်ခုပဲရှိတယ် family lopez ဟာအဲ့ဒီလက်ထိသွားခြင်းဟာ intentionally ဖြစ်လားမဖြစ်လားဆိုတာကိုပဲတွေးရတော့မှာအခုပြောတာက family lopez ကိုအခုကမတော်တဆလို့သတ်မှတ်လို့ရတယ် February ဖြတ်လိုက်တဲ့အချိန်မှာအဲ့ဒီမတော်တဆလို့သတ်မှတ်ပြီးတော့ဒါကိုကိုမပေးဘူးဆိုရင်တမျိုးအခုလူတွေအမြင်ကိုပဲအခုပြောပြတာလက်ထိဘော ဒီ Germany ကြတော့မပြေဘူး Family Best ကြတော့ဒီ goal ခွင့်မပြုဘူးအဲအဲ့လောက်ထိမရိုးချင်းဘူးပြောချင်တာအစင်းချင်းတွေပါလာပြီဆိုရင်ဟုတ်ကဲ့ကိုအဲပြီးတော့ဒီကျွန်တော်ထပ်ပြီးတော့သိချင်တာပေါ့နော် Real Madrid ကလည်း Real Madrid ကိုယ်တိုင်နဲ့ဒီတိုင်းလူကြီးရင်းနဲ့တစ်ဖက်နဲ့တစ်ဖက်ကအလိုဖြစ်တင်မှုတွေရှိနေတာပေါ့နော်ပြီးတော့ဒီ Barcelona အသင်းဆိုရင်လည်းကျွန်တော်ဒီ Spain ဘောလုံးဒီတိုင်းလူကြီးကော်မတီနဲ့ပတ်သက်တဲ့ဒီ Negreira case ရှိတာအဲ့ဒါကမပြီးပြတ်သေးဘူးလို့သိရတယ်ပေါ့နော်အခု အဲ့တော့ဒီ Nagraya case ဒီ2010ကနေ2018အထိဒီသူတို့ဒိုင်လူကြီးဒူကထဖြစ်တဲ့ဒီ Nagraya ပါဝင်နေတဲ့ company ကိုဒီအခချင်းငွေတွေပေးလို့သိရတယ်။အဲ့ဒီကိစ္စလေး ਨੇ ပတ်သက်ပြီးတော့ဟောပြီးတော့အဲ့ဒီကိစ္စ ਨੇ ပတ်သက်ပြီးတော့ဖြစ်နေတဲ့ Real Madrid ဘက်ကဟောဒီတိုင်းဒီ Spain ဘောလုံးလောက်ကမှဖြစ်နေတဲ့အကြောင်းအရာလေးရောကိုပြောပြလို့ရမှာလားခင်ဗျ။အဲ့ဒီကိစ္စကတကယ်ဖြစ်ခဲ့တယ်တကယ်ပေးခဲ့တယ်။သို့တော့အခုမဟုတ်ဘူး။အာအဲ့ဒါရှင်းရှင်းပြောရအောင်။နော်အတိတ်ကဖြစ်ခဲ့တယ်။ အတိတ်ကဖြစ်ခဲ့တဲ့ဆိုတဲ့နေရာမှာဘာစလိုနာအသင်းကတော်တော်ဆူဆူရွရွကိစ္စတွေကိုလုတ်ခဲ့တယ်။နောက်ဆုံးဘာစလိုနာအသင်းဟာကိုယ်ကစားသမားကိုကိုအမဲဖြတ်ဖို့လုတ်ခဲ့တာကြီးလေအများကြီးပဲအဲ့ကိစ္စတွေနောက်ကွယ်မှာဒီပုံချိုးကွယ်ချိုးလက်ထိုးငွေပေးပြီးတော့ကစားတဲ့ကစားကွက်တွေအများကြီးကိုလုတ်ခဲ့ပူတယ်။သို့တော့အတိတ်ကအခု အခု အသင်းလို့အကုန်ပြောဟုတ်ကဲ့ပေါ့ဘာစလိုနာအဲ့ဒီအရေးမဲတွေရှိတယ်။ရှိတော့ Florentino Pires ကအဲ့ဒီကောင်တွေကိုထောက်တယ် ပြီးတော့ Florentino Perez ဟာလည်းသူ့ရဲ့ authority ကိုသုံးပြီးတော့ Barcelona ကိုကျင်းတဲ့ကြက်ထဲမရောက်ရောက်အောင် PR ပေးတာတွေနောက်ကွယ်မှာရှိတယ်လို့အကိုတို့ကြားရတယ်။အဲဒီကောင်ကတော့ valid ပဲဖြစ်ဖို့တိုးတော့ဖြစ်နိုင်ခြင်းများတယ်လို့ယူဆတယ်။ဆိုတော့ဒီနှစ်သိန်းရဲ့ power အားပြိုင်မှုမှာဒါတွေကတော့ရှိတယ်။ဆိုတော့ Barcelona အသင်းဟာနောက်ဆုံးရုပ်ဆွာအဆုံးဒီ Messi ကိုမက်ဆီရဲ့တကယ်လူယုံပါလို့လူတွေမြင်ကြတဲ့လက်ပေါ်တာကနောက်ကျတော့ဒါနဲ့ထိုးတာကြီးလေအပေါ်လို့မြင်ခဲ့ရတယ် ပြီးတော့အဲ့ဒီအရာတွေကတကယ်အဖြစ်မှန်နေမက်ဆီရဲ့စာချုပ်ကိစ္စကိုလူမသိသူမသိအနောက်ကမှချုပ်ထားတဲ့ကိစ္စကိုမီဒီယာကတွေ့စီကိုရောက်တော့အောင်မရောက်ရောက်အောင်ဘာလပ်ဘော်တာလမ်းဖော်သွားရည်လဲအများကြီးပဲအားလုံးရဲ့ရှေ့မှာ public မှာလပ်ဘော်တာဟာဒီမက်ဆီနဲ့ပတ်သက်ပြီးတော့ဘလို့စ조사နေတယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်မက်ဆီကဘလို့တပွားပွားချီးကျူးနေရင်နောက်ကျောမှာဒီမက်ဆီကိုအဲ့အချိန်မှာ သူ့ဂရိမတီတဲ့အခါမှာမက်ဆီကိုစာချုပ်မချုပ်ခြင်းအတွက်အဲ့နောက်ဆက်တွဲသူ့ထောက်ကွက်တွေလာမှာဆိုလို့မက်ဆီကိုအပုတ်ချလိုက်ရှိခဲ့ဘူးတဲ့ဒါတကယ်ဖြစ်ခဲ့တာလေဆိုတော့အခုဆော့ဆော့ပြောစကားပြောရရင်ဘာစလိုနာအသင်းအနေနဲ့လည်းဘာစလိုနာပရိသတ်တွေနဲ့လည်းလက်ရှိအသင်းကတော်တော်လေးရိုးရိုးရှင်းရှင်းအပုတ်အပြဲရေလို့အခုတိတ်မကြောက်ဘူးပေါ့လေမကြောက်ဘူးမှန်ပေမဲ့သူတို့ကိုယ်တိုင်လည်းအရှိမအဲ့လားရှိခဲ့ဘူးလေအဲ့လားတော့လုံးဝမေ့လို့မရဘူးပြီးတော့တကယ်ကိုအခိုင်အမာရှိခဲ့တာ ဆိုကယ်စီယမ်ပိုလီမာဒီယိုဗန်ဒက်စ်လူစင်မော်ဂီရိုဖြစ်ခဲ့တယ်လို့ပဲဘာစလိုနာမှာလည်းအဲ့လိုမနီယိုဆဲပြဿနာတွေအဲရှိရှိခဲ့ဘူးတယ်ဆိုတော့ပြောချင်တာဘယ်အသင်းမှရိုးသားမနေဘူးသူတို့လုံးလို့ရတဲ့တွင်ထဲမှာတော့လုံးလို့ရသလောက်လုံးတယ်သို့တော့အဲ့ဒါဟာလုံးပွဲဆိုတဲ့အဆင့်ထိကိုမရောက်ဘူးလုံးပွဲဖန်တီးလို့ရလောက်တဲ့ဒီ criteria ကိုခုနဆင်းလောက်စီလိုက်အောင်ဆုံး level လောက်မှာပဲရှိတယ်ဘုံချိုးကွယ်ရိုးနဲ့ရသလောက်လေးအလေးတောင်လုံးနေတဲ့ကိစ္စတွေကတော့မြင်ရရှိရရှိတယ် ဟုတ်ကဲ့ကိုအဲ့တော့အဲ့လိုဒီဖီအားတွေအဲ့လိုကြားတယ်မှာပေါ့နော်ကျွန်တော်တို့ဒိုင်းတွေကဟိုမြေစာပင်ဖြစ်တယ်တစားကန်ဖြစ်ပြီးတော့လူအများစုရဲ့အမုံတရားဒိုင်းတွေစီပဲရောက်ပြီးတော့ခုနအပေါ်ကတကယ်လုံနေတဲ့လက်မဲကြီးတကယ်ပါဝင်နေတဲ့လူတွေကိုဟိုကျွန်တော်အပြစ်မပြောဘဲမေ့နေကြတယ်လို့ပြောလို့ရမလားကိုမပြောလို့ရတာပေါ့ဆိုတော့ဟိုအခုဒိုင်းတရားမှာတရားလုံးရိုးသားပါတယ်လို့အကိုပဲပြောရဲမလဲအဲ့တော့မရိုးသားဘူးဆိုတဲ့အဖက်ကိုလည်းပြောရတယ်တရားမှာတရားလုံးမရိုးသားဘူးဆို 99ယောက်ယူသားရလား98ယောက်ယူသားရလား90ယူသားရလားအဲ့ဒါဆိုမယူသားဘူးသူတက်ယောက်လား2ယောက်လား10ယောက်လားအဲ့ဒီလူတွေကလုတ်ပွဲတွေကိုဖန်တီးနေပါလို့အကိုမပြောဒါပေမဲ့သူတို့ဟာအကိုအမြင်ပြောရရင် game ထဲမှာတကယ်တည်ငြိမ်မှုအပြည့်နဲ့တိတ်ခါရှိရှိနဲ့ပြီးတော့စင်ကြင်တုံတရားအပြည့်နဲ့ဆုံးဖြတ်နိုင်လောက်တဲ့ဒီအရေးအသွေးပြီးတော့လက်တလောလက်တလောပေါ့နော်ဖြစ်ပြနေတဲ့ event အပေါ်မှာတစ်ခုချင်းတစ်ခုချင်းချန့်ပိုင်ချန့်သုံးသပ်နိုင်စွမ်းပေါ့နော်အဲ့ဒီအရာတွေ ရှိတဲ့သူတွေရှိတယ်လို့မရှိတဲ့သူလည်းရှိတယ်အဲ့ဒါတော့အကိုယုံတယ်သို့တော့သူတို့အလုပ်ဟာအင်မတန်မလွယ်တဲ့အလုပ်ဆိုတာပြောမှဆိုကမ္ဘာအခက်ခဲဆုံးအလုပ်တွေထဲမှာတော့ပါလောက်တယ်ဘာကြောင့်လဲဆိုတော့ဟိုကမ္ဘာကြီးမှာ Real Madrid ပြိဿတန်900ရှိတယ် Barcelona ပြိဿတန်900ရှိတယ် Manchester City ပြိဿတန်900နဲ့ Manchester United ပြိဿတန်900အဲ့တန်900တော့တန်900တော့အုပ်စုကြီးနှစ်စုအားပြိုင်မှုကိုနှစ်ဖက်စလုံးကျေနပ်အောင်ကန့်တယ်လို့ဆိုတာကဟိုဘလောက်ပဲရိုးသားပါစေဒီခေတ်မှာကော်လီနာလည်းမလွယ်ဘူးတော့ဘောတော့ဒီလိုပဲပြောကြတယ် တော့ဒိုင်းရဲ့အလုပ်ကမလွယ်ဘူးဒါပေမဲ့သူတို့အများစုဟာအတက်နိုင်ဆုံးစူးစမ်းနေနေတခါလေကြာရင်တချို့သောဘီပြောကတွေ PR တွေအနောက်ကွယ်မှာဆော့ဆော့ခေါလင်နာပြောသလိုပဲရေလိုကြည်လင်တော့ရှင်းလင်းတဲ့စိတ်ထားမရှိဘဲနဲ့ဒီလိုအထင်ခံရင်ဘယ်လိုလုပ်မလဲဟိုလိုအထင်ခံရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဒီအရေးတွေကလည်းသူတို့ကတ်နေတဲ့အတော့တချို့ decision တွေတချို့ logic တွေကမှားယွင်းကုန်တာရှိတယ်။ငါဒီဘက်ကိုဒီတစ်ချက်မှအမှားပေးလိုက်ပြီအဲ့ဒါဆိုဟိုဘက်ကိုငါပြန်ချိန်မယ်။အဲ့ဒီအရာတွေက ိုင်းတွေကိုအမားတွေစီကိုထက်က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 ကျိုးလုံးမိတ်စီအောင်တွန်းဖို့နေသောအချက်တွေဖြစ်ပြီးတော့အဲ့ဒီအရာတွေဟာသူတို့တွေအနေနဲ့လိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေခံစားနေရတဲ့အရာလည်းဖြစ်စေဆိုတော့အခုကိုလာပြီးတော့ဒီဒိုင်းလုံးမလားဆိုအခုတော့လုံးဝမလုပ်ဘူးဒိုင်းတူဖြစ်ချင်သလားလုံးဝဖြစ်ချင်ဘာကြောင့်လဲဆိုတော့ဟိုအင်မတန်ကိုအခုတို့အခုလက်ရှိလုပ်နေတယ်ဆိုတဲ့ကိစ္စထက်အမတန်ကိုအစာပေါင်းများစွာပိုခက်ခဲသောအလုပ်ဖြစ်နေလို့အထူးသဖြင့် high stakes match တွေကိုကင်တွယ်ဖို့အတွက်ဆိုရင်အဲ့ဒီအတွက် ဟိုရှိနေရမယ်စိတ်နေစိတ်ထားဒီမိသားစုအခြေအနေဘာအအရာတွေအကုန်လုံးဒီတည်ငြိမ်တဲ့ level မှာရှိနေဖို့ဆိုတော့အင်မတန်ခက်လို့အဟုတ်ကဲ့ကိုအဒီအခုဆွေးနွေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုထပ်ဆင့်ဖြည့်ဆွက်ပြီးတော့ပြောချင်တာများရှိသေးလားခင်ဗျအဲထပ်ဆင့်ဖြည့်ဆွက်ပြောချင်တာကတော့အခု A Classico ပါဒီအကွင့်လေတိုင်း Hernandez Hernandez ပေါ့နော်နာမည်ကလည်းဟိုထူးထူးဆန်းဆန်းပဲ Hernandez လုံးဆင်လာတယ်ဆိုတော့ဒီတိုင်းရဲ့တချို့သောဆုံးဖြတ်ချက်တွေဟာအ ဘာစလိုနာအသင်းကိုနစ်နာစေခဲ့တာမှန်ပါတယ်အခုအဲ့ဒီဒီဟာကိုမြင်တယ်ဟိုဒီနှစ်သင်းမှာကွာဘယ်သူကပုံနစ်နာခဲ့တယ်လဲဆိုရင်ဘာစလိုနာပုံနစ်နာခဲ့တယ်ဆိုတဲ့အမျိုးကိုအခုလက်ခံတယ်အဲနောက်တစ်ချက်ဒီချောမနီဖာမန်လိုပက်စ်ကိစ္စတော့ညင်းမနေနဲ့အဲ့ကိစ္စမှာတော့ဒီပြက်နေတဲ့နာရီတောင်တရက်ကိုနှစ်ကြိမ်မှန်တယ်လို့ပဲဟန်နန်ဒါဆန်နန်ဒါအဲ့ဒီဆုံးဖြတ်ချက်နှစ်ခုစလုံးမှာတော့အခုမှန်တယ်လို့မြင်တယ်ချီတူးကျင်တာကဒီချောမနီကိုသူအဲဒီ monitor ကိုဒီ page size monitor ကိုတွားကြည့်ပြီးတော့ VAR ကနေပြီးတော့သူ့ကိုပေးနေတဲ့အကြံဉာဏ်ပေါ့နော်အဲ့အကြံဉာဏ်ပေါ့ဒီဘာလုံးတင်တိုက်တွန်းမှုကိုငင်းပယ်ပြီးတော့သူ့ရဲ့ဒီ queen တွေက on field decision ကိုထပ်ပြီးအတီးပြုတ်ရဲတဲ့တတိအဲ့အဲ့ဒီမှာအဲ့တတိလေးကိုကြိုက်တာဖုန်းပြချက်ကိုကြိုက်တာမဟုတ်အခုအဲ့ဒါကိုမြင်နေတာကြာပြီ VR ကတခုခုပြောလိုက်ပြီဆိုရင်ဒိုင်နေရသူတို့ဆုံးဖြတ်ချက်ကိုပြောင်းတာက100%နီးပါးဖြစ်နေရယူအခုသဘောမကျအောင်တခါကြရင်အဲ့လိုမျိုးပြောင်းရဲပြင်ရဲတဲ့တတိအဲ့ဒီဟာကိုအခုလိုချင်တယ် and အဲ့မှာမှာဒီ Germany from the foreign Torres ကိုနောက်ကဆွဲတဲ့ကိစ္စ left defender ကိုသွင်းနိုင်သောအခွင့်အရေးကိုတားဆီးခြင်းတိတာပါလဲနဲ့ဒီဟာကိုအဝါလောင်းနဲ့ရက်ပြီးတော့အဲ့မှာကျတော့ VR ကဝင်ပြီးတော့တိုက်တွန်းတာဘာညာမလုပ်ဘူးနဲ့တူတယ်အဲ့အဲ့ဒါအခုမှတ်ပြီးတော့အဲ့အဲ့ဒါကြီးကြတော့လေတော်တော်ဆိုးတယ်ရုပ်ပေါက်တယ် Germany ကအစိုးရတဲ့အနေကထိပ်ပြီးသားဖြစ်နေရမှာနော်ဆိုတော့အမားကြီးအများကြီးပဲအမားကြီးအများကြီးတဲမှာဟိုမှန်တဲ့ အရာတစ်ခုကိုဘာစလိုနာတွေပြိတ္တတွေကဝိုင်းအောင်ပြီးတော့မကြည်မနှက်ဖြစ်နေတယ်လို့အကွာမြင်တယ်တကယ်တော့တခြားအမားတွေအများကြီးပဲအဲသူတို့နင်းတာလည်းအများကြီးပဲအဲ့နောက်ဆက်တွဲအခုထပ်ပြောချင်တာကအခုဒီပွဲကတော့လော်လော်လေးပြောရရင် Real Madrid အသင်းဟာတချို့သော advantage ရခဲ့တယ်ဘာစလိုနာအသင်းဟာ disadvantage ဖြစ်ခဲ့တယ်သို့တော့ဒါကြီးကလည်းအကိုတို့က Real Madrid ကိုတိုင်လို့ဒီ La Liga က champion မဖြစ်ဖြစ်အောင် လုတ်ပေးနေတယ်ဘာစလိုနာမဖြစ်ဖြစ်အောင်တားဆီးနေတယ်ဆိုတော့ narrative ကိုသွားဖို့မလုံလောက်ဘူး။ဘာကြောင့်လဲဆိုတော့ဘာစလိုနာလည်းတားခဲ့ဘူးတယ်။ Real Madrid လည်းနှာခဲ့ဘူးတယ်။ဟုတ်ကဲ့ဒါအခုလိုမျိုးပြပြဆုံဆုံကျင်းပေးသားရတဲ့အခုအထူးပဲကျေးဇူးတင်ပါတယ်။ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေးဇူးအားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။